မြောက်ကလပါ နှစ်ချင်းခရီးရန်အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်တမန်တော်ဝတ္ထုအခန်းကြီး28အငယ်1မှ31ကုန်းပေါ်တို့ရောက်သောအခါထိုကျွန်းကမေလိတီကျွန်းဖြစ်သည်ကိုသိကြ၏မိုးရွာ၍ချမ်းသောကြောင့်လူရိုင်းတို့သည်မီးမွေပြီးလျှင်ငါတို့အပေါင်းကို လက်ခံ၍အထူးသဖြင့်ကျေးဇူးပြုကြ၏ ပေါ်လူသည်ချင်းကိုဆုသိမ့်၍မိဘော်မှထဲ့စဉ်တွင် မွေဆိုးသည်မိငွေထဲကထွက်၍ပေါ်လူ၏လက်ကိုတွယ်လျက်နေ၏ထိုလူရိုင်းတို့သည်မြင်လျင်ဤလူကလူအသက်ကိုတတ်တော်သူအမှန်ဖြစ်၏ပင်လေဘေးမှလွတ်တော်လဲအသက်ရှင်စေခြင်းငါတရားသည်အခွင့်မပေးဟုအချင်းချင်းဆိုကြ၏ပေါ်လူသည်မွေကိုမိထဲသို့ခါချ၍အဘယ်ဘေးမျှမတင် သူသည်တကိုယ်လုံးရောင်မီတခဏချင်းတွင်လဲ၍တေမီဟုထိုသူတို့သည်ကြာမြင့်စွာငန့်လင့်တော်လေသူ၌မကောင်းသော အပြစ်တစုံတစ်ခုကိုမျှမမြင်လျင်သဘောပြောင်းလဲ၍ဤသူကနတ်ဖျားဖြစ်သည်ဟု ဆိုကြ၏ထိုအရက်နှင့်မနီးမဝေးပုပလိအမိရှိသောကျွန်းတကြီးဤနေရာရှိ၏ထိုသူကြီးသည်ငါတို့ကိုလက်ခံ၍၃ရက်ပတ်လုံးကောင်းမွန်စွာလှုပ်ကြွေးပြုစုလေ၏ ဥပလိမင်းဤအဘသည်ဖြားနာနှင့်ဝမ်းကျသွေးသွန်နာဆွဲ၍တုံးလုံးနေသည်ကိုပေါ်လူဝင်၍ဆွတ်တောင်းပြီးမှသူ့အပေါ်၌လက်တင်၍အနာကိုငိမ့်စေ၏ဤသို့ပြုသောကြောင့်ထိုကျွန်း၌အနာယောဂါဆွဲသောအခြားသူရှိသည်များတို့သည်လာ၍ချမ်းသာခြင်းကိုရကြ၏ထိုသူတို့သည်များစွာသောလက်ဆောင်တို့ကိုပေး၍ငါတို့သည်လွှင့်ပြန်သောအခါရိတ်ခါများကိုလည်းတင်မောပေါ်သို့တင်ကြ၏ သုံးလလွန်လင်နတ်သားအမွာတို့ဤရုတ်တုပါတော့ထိုကျွန်း၌စောင်းကာလပတ်လုံးနေခဲ့ဘူးသော အာလီဇန်တိတင်မောကိုငါတို့သည်စီးပြန်၍သူရကုတ်မျိုးသူစိုက်လင်သုံးရက်နေကြ၏ထိုမျိုးမှလွင့်ပြန်၍ဝိုက်သွားသဖြင့်ရေဂျန်မျိုးသူရောက်၍တရက်နေပြီးမှ တောင်လီလာသောကြောင့်နှစ်ရက်တွင် ပေါ်တယောလိမျိုးသူရောက်ကြ၏ထိုမျိုး၌ညီအကိုအချို့တို့ကိုတွေ့၍ ခုနှစ်ရက်နေကြပါဟုသူတို့သည်တောင်းပန်သည့်အတိုင်းနေပြီးမှယောမမျိုးတို့ခရီးသွားကြ၏ယောမမျိုးသားညီအကိုတို့သည်ငါတို့လာကြောင်းကိုကြားသိလျင်ခရီးဥချိုပြုအပ်သောငါအချို့တို့သည်အပိဈေးတိုင်အောင်၎င်းအချို့တို့သည်သုံးစရက်တိုင်အောင်၎င်းလာကြ၏ ပေါလုသည်ထိုသူတို့ကိုပြင်လင်ဖျားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍စိတ်သက်သာခြင်းသို့ရောက်လေ၏။ယောမမျိုးတို့ရောက်ကြသောအခါတက်မှုသည် အချင်းခံရသောသူတို့ကို ကိုယံတော်မှု၌အပ်လေသောပေါလုသည်မိမိကိုစောင့်သောစစ်သူရဲတယောက်နှင့်အတူမိမိအလိုအလျောက်နေရသောအခွင့်ကိုရ၏။သုံးရက်လွန်သောအခါပေါလုသည်ယူဒလူအကြီးအကဲတို့ကို ခေါ်၍စုဝေးစေပြီးလျှင် ညီအကိုတို့အကျွန်ုပ်သည်ယူဒလူမျိုးကိုမပြစ်မှမိစဉ်ဖဆက်ကျင့်သောထုံတန်းကိုမပေသောသူ ဖြစ်လျက်ပင်ယေရုရှလင်မြို့သားတို့သည်အကျွန်ုပ်ကိုအကျဉ်းထား၍ယောမလူတို့လက်သို့အပ်လိုက်ကြ၏ယောမလူတို့သည်အကျွန်ုပ်ကိုစစ်ကြောပြီးမှတီထိုက်သောအပြစ်တစုံတစ်ခုကိုမျှမတွေ့သဖြင့်လှုပ်ခြင်းကအလိုရှိကြ၏ ထိုအလိုကိုယူဒလူတို့သည်စီးတားသောအခါကဲတာဘရင်၏အယူတော်ကို ခံပါမိဟု အကျွန်ုပ်ဆိုရ၏ထိုတို့ဆိုသော အမျိုးသားချင်းတို့ကို အပြစ်တင်စရာတစုံတစ်ခုရှိသောကြောင့်ဆိုသည်မဟုတ်ထိုကြောင့်သင်တို့ကိုမြင်၍နှုတ်ဆက်ခြင်းငှာအကျွန်ုပ်ခေါ်ပါပြီ။ဣတရေလအမျိုး၏မျော်လင့်ရာအတွက်ကြောင့်အကျွန်ုပ်သည်ဤတန်ကျိုးနှင့်ချီနှောင်ခြင်းကို ခံရပါ၏ဟု ပြောဆိုလျှင်ထိုသူတို့က တင်ဤအကြောင်းကိုကြားလိုက်သောစာကိုယူဒပြည်မှအကျွန်ုပ်တို့မရကြထိုပြည်မှလာသောညီအကိုတို့တွင်အဘယ်သူမျှတင်၌အပြစ်ရှိကြောင်းကို မကြားမပြောပါတို့တော်လေဤပါတာသည် အရရတို့၌ကဲ့ရဲ့အပြစ်တင်ခြင်းကို ခံရသောပါတာဖြစ်သည်ကိုအကျွန်ုပ်တို့သိကြသည်ဖြစ်၍ သင်၏အယူဝါဒကိုသင်သည်ကိုယ်တိုင်ဖော်ပြသောစကားကို အကျွန်ုပ်တို့သည် နားထောင်သင်သည်ထင်ပါ၏ဟု ဆိုကြလျှင်နေ့ရက်ကိုချင်းချက်၍လူများတို့သည်ပေါ်လူတဲခိုရာအရက်တို့လာကြသည်ရှိတော်ပေါ်လူသည်ဖျားသခင်၏နိုင်ငံတော်အကြောင်းကို တတ်သိခံတဲ့ဖြင့်၎င်းထိုသူတို့သည်ယေရှု၏အကြောင်းများကိုယုံကြည်စေခြင်းငှာမောရှေ၏ပြည့်ညတ်တိကျမ်းနှင့် အနာဂတ်တိကျမ်းတို့ကိုအမိပြု၍ဖျားယောင်သွေးဆောင်သည်ဖြင့်၎င်းနနက်အချိန်မှစ၍ညအချိန်တိုင်အောင် ထုတ်ဖော်ဟောပြောလေ၏အချို့တို့သည် ပေါလု၏စကားကိုယုံကြ၏အချို့တို့သည်မယုံဘဲနေကြ၏ ထို့သူအချင်းချင်းသဘောကွဲပြား၍တွားကြ၏။တွားကြစဉ်တွင်ပေါလုသည် စကားတခုကို ပြောလိုက်သည်မှာတန့်ရှင်သောဝိညာဉ်တော်သည်ပရောဖက်ဟေရှာယအဖြစ်မိန့်တော်မူချက်ဟူမူကားတင်တို့သည်ကြားလျက်ပင် အနက်ကိုနားမလဲပဲကြားကြလိမ့်မည်။မြင်လျက်ပင်အာယုံမပြုတ်ပဲမြင်ကြလိမ့်မည်ဟု ထိုလူမျိုးရှိရာသို့တွား၍ပြောလော့အကြောင်းမူကားသူတို့မျက်စိမမြင်နားမကြားစိတ်နှလုံးမသိ အချစ်မပြောင်းလဲသူတို့အနာယောဂါကိုငါမငိမ့်စေရသည်တိုင်အောင် သူတို့ဤစိတ်နှလုံးသည် မိုက်လျက်နားသည်ထိုင်းလျက် ကိုမျက်စိကိုပိတ်လျက်ရှိကြ၏ဟုငါတို့ဘိုးဘေးများအားလျှောက်ပတ်စွာမိန့်တော်မူ၏ထိုကြောင့်ဘုရားသခင်ဤကဲ့တင်တော်မူခြင်းကျေးဇူးတော်ကိုတပားအမျိုးသားတို့အားပေးလိုက်သည် ဖြစ်၍သူတို့သည် နားထောင်မိအရာကို သင်တို့သိမှတ်ကြလောဟု ပေါလုပြောဆိုပြီးမှ ယူဒလူတို့သည်တွား၍အချင်းချင်းများစွာသောဆွေနှွေးနှီးနှောခြင်းရှိကြ၏ထို့နောက်မှပေါလုသည်နှစ်နှစ်ပတ်လုံးမိမိငှားသောအိမ်၌နေသဖြင့်မိမိထံသို့လာသော သူအပေါင်းတို့ကိုဧည့်ခံ၍အဘယ်သူမျမမြစ်တာပဲဖျားသခင်၏နိုင်ငံတော်အကြောင်းကို အတိအလင်းဟောပြော၍သခင်ယေရှုခရစ်၏အကြောင်းများကိုတွင်တွင်ပြသလျက်နေ၏ ချမ်းသာရသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။ဖရာသခင်ယနေ့ဖက်ရှူရသောနှုတ်ကပတ်တော်အတွက်အထူးပဲကျေးဇူးတင်ပါ၏ ျွန်ုပ်တို့၏ဘဝအသက်တာ၌မမျော်လင့်သောဘေးဒုက္ခများဘဝရဲ့အန္တရာယ်များကြားမှကျွန်ုပ်တို့ကိုကဲကားပေးသနာတော်မူပါကိုရောဤမျက်နာတော်သည်ကျွန်ုပ်တို့အပေါ်အစဉ်ထွန်းလင်းစေပါကိုရောဤဂယုနာတော်ဖြင့်ကျွန်ုပ်တို့ဤအာနင်းချိန်တိုင်း၌ခိုင်ခန့်စေတော်မူပါဖရာသခင်သည် အရာခတ်သိမ်း၌ဂျေဇူးပြုနိုင်ကြောင်းအရာခတ်သိမ်းကိုတက်ဆွမ်းနိုင်ကြောင်း ယုံကြည်ခြင်းဖြင့်အသက်ရှင်တက်စီဖို့ရန်အတွက်တတိယစီတော်မူပါ အဖဖရာသခင်ကိုရောဤယေရှုတော်အားဖြင့်ယင်းနေ့ကျွန်ုပ်တို့ဤခန္ဓာစိတ်ဝိညာဉ်ကိုငြိမ်းချမ်းရခြင်းအခွင့်ကို ပေးသနာတော်မူပါခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံး၌ဆွဲကပ်လျက်ရှိသော အနာယောဂါများကိုလည်းသခင်ဤယေရှုတော်အားဖြင့်ပျောက်ကင်းချမ်းသာရခြင်းအခွင့်နှင့်တူသခင်ပေးသော ငြိမ်သက်ခြင်းကိုခံစားရရှိစေပါကိုရောဤအစွမ်းတကူတော်အပေါ်မှာယုံကြည်လျက်ကြွေးကြော်လျက်အသက်ရှင်တတ်စီဖို့ရန်အတွက်အားနည်းချက်များကိုကျေးဇူးတော်အားဖြင့်ခံရနိုင်သောခွန်အားများကိုတောလောင်မဆချပေးသနာတော်မူပါ အားနည်းသောအချိန်တိုင်း၌ကိုရောဤတကူတော်ဖြင့်ထောက်မပေးတော်မူပါအဖဖခင်သခင်ကျွန်ုပ်တို့အားလည်းမိသည့်အခြေအနေတွင်မဆို ကိုရောအိတ်တမတရားကိုရဲရင့်စွာဝေမျှနိုင်သောစိတ်နှလုံးသားများကို ပေးသနာတော်မူပါကြောင်းရွံ့ခြင်းနှင့် စိတ်အားငယ်ခြင်းများကိုအနိုင်ယူ၍ကိုရောဤတည်င်းစကားကိုရောဤအလင်းကို မျှဝေနိုင်စေဖို့ယံခွန်အားများကို ပေးသနာတော်မူ၍အတ္တတာအတီးတီးကိုအသုံးပြုတော်မူပါကျွန်ုပ်တို့ဤဘဝအတ္တတာကျွန်ုပ်တို့ဤအပျောအဆူအပြုအမူများအားဖြင့် ူတပားတို့အားကိုရောဤမြတ်တာကိုမြင်တွေ့နိုင်စီခြင်းကကျွန်ုပ်တို့၏အသက်တာအแทမှတဆင့်ထင်ရှားစေတော်မူပါကျေးဇူးတော်ကိုလက်တွေ့ဖော်ပြနိုင်သောစိတ်နှလုံးသားများကိုပေး၍အသုံးပြုတော်မူပါကိုရောဤနှုတ်ကပတ်တော်တည်င်းစကားတော်များလွတ်လပ်စွာပြန့်နှံ့စေဖို့ရန်အတွက်ကျွန်ုပ်တို့ကိုကိုရောဤတမန်တော်တရားတည်င်းစကားများကိုကျဲဖြန့်နိုင်သူများအဖြစ် ကိုရောဤဒဇာဗလာများ ဖြစ်စီဖို့ရန်အတွက်ကျွန်ုပ်တို့၏အသက်တာများကို ကောင်းချီးပေးလျက် နေ့စဉ်ကိုရောဤအမှုတော်မြတ်အတွက်ဖာဝင်ဆက်ကပ်နိုင်သောအသက်တာများအဖြစ်အသုံးပြုပါမည်အကြောင်းမြတ်တော်မူသောသခင်ယေရှုခရစ်တော်ဖခင်ဤနာမတော်မြတ်၌ဆုတောင်းဆက်ကပ်ကြပါ၏အာမင် ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်သင်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှာ အနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော်အာမင်